နှစ်ရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်လွှဲမပါစေ။ 2025ခုနှစ်နဝင်ဘာလ17ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာဆက်အစုဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့ အထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတတ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့မှသူတို့အတွက်ကိုကိုကစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်သောကတွေနဲ့ဂျုံတရတတ်တဲ့ဂျမ်းမာရေးအနေနဲ့လည်းခေါင်းတစ်ချမ်းခိုက်တတ်တဲ့အချီးရေးမှလည်းစာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအင်ရှိဖျားမှာ ။ပုံတော့ခေါက်ဆွဲကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနီရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်ုံလွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှအလုံမှအိမ်မှပူပင်တောကတွေဆိတ်ရှုပ်စရာတွေနဲ့ကြုံတရားတတ်တဲ့ကိုယ့်ရဲ့စိတ်ကလည်းစိတ်အလိုမကျတာတွေတိမ်လုံးနဲ့တယောက်ဆိုသလိုဒီနေ့အတွက်ဖြစ်နေတတ်တဲ့ဝေးကြီးကံတွေကောင်းနေနော်။ရွှေလဝိယရနာအလကုံအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တဲ့ချစ်သူနဲ့ ပသက်ပြီးသားချစ်သူရှီကတည်ငောင်းချာရတတ်တဲ့အချိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအင်ရှိဖျားမှာတပြေ20ညကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့ အနေကြသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်လွှမ်းမပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာစီးပွားရေးလူမှုရေးတွေမှာအဆအဆအရာအရာအရှင်ပြေအောင်မြင်မဲ့ နေမျိုးဖြစ်ပါတယ်။ရွှေလဝိယရနာပစ္စည်းလေတကူပြီးတကူဝင်လာတတ်တယ်။ကျမ်းမာရေးမှာစိုးရိမ်စရာမရှိတော့လေခန္ဓာကိုယ်ရဲ့ဗဘက်ချမ်းနာနေတာအောက်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိန်ရေးမှာလည်းตายရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့ကိုယ်နဲ့ငါဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအဝါရောင်နဲ့အနက်ကြောင့်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအရှိပြားမှာကြောက်ကြော ကက်လူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ပိတ်ထားသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနေကျသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမှာပါစေ။2025ခုနှစ်နဝင်ဘာလ17ရက်နေ့ဘုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဘုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာ စိတ်ချမ်းသာစရာတွေဝမ်းသာစရာတွေနဲ့ပြည့်နေနေတဲ့နေ့မျိုးဖြစ်ပါတယ်။ဘာပဲလို့လို့ရရဲ့တင်းတင်းသာလှုပ်ဆောင်မှာကံအခွင့်လန်းနေဒီနေ့မှာအထူးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။အချီးရင်နဲ့အိမ်တော်ကြီးမှာလည်းတူဦးနဲ့တူဦးကမဖြစ်စလောက်ပြဿနာသေးသေးလေးကရှာပြီးတော့တူဦးနဲ့တူအထင်မြင်လွဲစရာတွေနဲ့ဒီနေ့မှာဂျုံတရတဲ့တင်းကျမ်းမာရေးအနေနဲ့ခြေတော်တစ်ဖက်မှာတတိထားနော်။ထိခိုက်တန်ရာရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ လေးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာဘဝရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါရဲ့ရတရားနေနဲ့မိမိအရှိပြားမှာနနတိကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေက တက်တက်ဆင်အောင်လွှမ်းမပါစေ 2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကျန်းမာရေးသတင်းများအတွက်တနေ့တာဟော့စတယ်မှာဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ရင်ရဝေးမှာရှိတဲ့အဆက်အသွယ်ကောင်းတဲ့အချိတ်ဆက်ကောင်းတဲ့ဒီနေ့အတွက်ရရှိတတ်တဲ့အလုံးနေရာထိုင်ခင်းနေလဲဒီနေ့အတွက်အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့သတိထားနော်။ လက်မှာတိခိုက်တန်ရရတဲ့တဲ့အချီရေးမှာလည်းဒီနေ့မှာစိတ်အလိုမကျတအားမြနေတဲ့တဲ့ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်ပြီးသွားရင်လေ ကိုကရစရာရှိတာပေးစရာရှိတဲ့ငွေရေးချေးတွေကိုအပြန်အလှန်အခြေအတင်တူးနဲ့တူကစကားပြောဆိုညှင်းခုံရတာမျိုးတွေဖြစ်တတ်တယ်ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်လုပ်ငန်းတွေကိုဒီနေ့မှာအထူးသတိထားပြီးဆောင်ရွက်နော်အကျိုးပေးတဲ့ကဏ္ဍကတော့ 9နဲ့9ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာနီညူယောင်နဲ့အနီယောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအိမ်ရှိဖရားမှာရွှေတမင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်။ကိုနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ုံလွှဲမှာပါစေ။ 2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့တောက်ကြသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တောက်ကြသာသမီများအတွက်ဒီနေ့မှာရွေထားတဲ့လုပ်ငန်းတွေကိုရရဲ့တင်းတင်းသာလှုပ်ဆောင်မှာဘုတ်ချအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ချစ်သူစီကနေပြီးတော့မထင်မှတ်ဘဲနဲ့မမျှော်လင့်မဲနဲ့ဒီနေ့အတွက်လက်ဆောင်ရတတ်တဲ့ကံအခွင့်အလမ်းနေလေဒီနေ့မှအထူးကောင်းနေเนาะအရှင်ပြေအောင်မြင်မယ်ကျမ်းမာရေးအနေနဲ့လေလေထိုးတဲ့လေအောင်တဲ့ ေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှ အနီရောင်နဲ့ကြသေးအောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှ ဖြော်ရည်ကက်လူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းရသားသမီးမေရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေက တတက်စင်ုံလွှဲမှာပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာကိုရဲ့ခင်မင်ရင်းနှီးချစ်ခင်ရတဲ့မိတ်ဆွေအရင်းနေတဲ့ဒီနေ့မှာဘာမဟုတ်တဲ့ပြဿနာတည်တည်လေးရဆပြီးတော့တဦးနဲ့တဦးကစကားပြောဆိုရငင်းခုန်ရတာမျိုးတွေဒီနေ့မှာဖြစ်တတ်တယ်စာချုပ်စာရွက် ကိစ္စတွေစာချုပ်ကိစ္စဆက်တူရှယ်ယာကိစ္စအတွက်တွေလည်းစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ဂျူလီယာတက်ဝန်တာစရာအဝေးကနေပြီးတော့ဝန်တာစရာစိတ်ချမ်းသာစရာတည်င်းစကားခြားရတတ်တယ်ကျမရဲ့အနေနဲ့တတိထားနော်ခြေတော်ရဲ့အောက်ပိုင်းမှာထိခိုက်မိတတ်တယ်အချီရဲမှာလည်းတဦးနဲ့တဦးကအတင်းမြင်လွဲစရာတွေနဲ့ဒီနေ့မှဂျူလီယာတက်တယ်အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအရှိဖျားမှာမုံရင်းကကလူပေးရမှာဖြစ်ပါရဲ့ရှင်။